ကဲကြော်ဤကြောစွာဝင်းရဲ့ထိုးပွေးကြီးကတော့ရောက်ရှိလို့လာပြီပြည်သက်တွေအနေနဲ့ဒီပတ် Super Sunday နစနေ့နေ့မှာကြောစွာဝင်းရဲ့ပွဲရှိတယ်ဆိုတာလူတိုင်းသိတယ်ဗျာဆိုတော့ကြောစွာဝင်းက World Championship မှာ ပွဲဥထွက်မလို့ပြည်သက်တွေကထင်ကြီးပြီးခဲ့ကြပါမယ်လေထင်မှတ်ထားခဲ့ကြပါမယ်လေတိုင်ယာပြဿနာတချို့ကြောင့် World Championship ကဒီနှစ်တော့ကြောစွာဝင်းကိုမထိုးခိုင်းတော့ဘူးဒါဆန္ဒလာပိုင်းမှာဖြစ်လို့မြေ World Friday Fight အတွက်လည်းတကယ်ကိုမှ Superstar တွေကြီးချေထားခဲ့ပြီးပြီး ဟိုကျော်စော်ဝင်းကိုထည့်မယ်ဆိုရင်လည်းလူပိုပဲဖြစ်မှာဆိုတော့ကျော်စော်ဝင်းကိုတကယ်ကိုကြီးကြီးမားမားပွဲဥထွက်ချင်တာဖြစ်တဲ့အတွက်ပွဲထုတ်ချင်တာဖြစ်တဲ့အတွက်ဒါကျွန်တော်2026နော်နှစ်စာပိုင်းမှာကျော်စော်ဝင်းကိုပွဲကြီးပွဲကောင်းထုတ်မယ်ပေါ့လေဆိုတော့ဟိုအခုလိုမျိုး World Championship ဘက်ကနေလည်းပွဲမထုတ်ခင်မှာသူ့အနေနဲ့သူ့ရဲ့အရေးချင်းတွေကဘလောက်တိုးတက်လာပြီလဲနော်ဒီကျွန်တော်တို့ stand feathers လို့လေ့ကျင့်နေတဲ့ feathers ဂျင်မှာလေဒါကျော်စော်ဝင်းကရောက်ရှိနေရလဲနော်လာနေငယ်ချာပြီဖြစ်တဲ့အတွက် အာကျော်စောင်းဝင်းရဲ့ရေးချင်းတွေကဘလောက်တိုးတက်နေပြီလဲဆိုတော့ကိုကျွန်တော်တို့ချစ်ရှိရမယ့်အနေနဲ့ဒီလူဝနီအကွင်းထဲမှာကျွန်တော်တို့လူဝနီ5မှာပေါ့ဗျာကျွန်တော်ချစ်ရမှာဖြစ်တယ်ပေါ့လीဆိုတော့ time fighter နဲ့ထိုးရမှာဖြစ်တယ်ဆိုတော့အခုပရိသတ်တွေကဘာပြောနေကြပြီလဲဆိုရင်ကျော်စောင်းဝင်းအနေနဲ့ဒီတိုင်းသာဆက်သွားနေပြီဆိုရင်ရှုံပွဲတွေပဲတောက်လျှောက်ကြုံရမှာဖြစ်ပြီးတော့ဟိုဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ပြောခိုင်းရပြီကျွန်တော်ရှင်းပြခြင်းနဲ့ အဲ့ဒါကတော့အခုအားလုံးလည်းတွေးပြီးသားဖြစ်မှာပါ Stan Feathers တို့ရောတခြားသော Y2K တို့ရောတခြားသောဒီ Feathers တင်မှာလေ့ကျင့်နေတဲ့ fighter တွေအကုန်လုံးကကြောက်စောက်ဝင်းကိုအသုံးချနေကြဖြစ်တယ်ဘလို့မျိုးအသုံးချလဲဆိုတော့တစ်ချိန်လုံးပြာဒါဟို Facebook မှာသင်မဲ့ဗီဒီယိုတွေပဲသူနဲ့ లై ့ရိုက်နေရအောင်နော်ဟို Stan Feathers တို့ဆိုရင်လည်းပွဲဝေးနေရမှန်တယ်ဒါရပြဿနာကြောင့်ပွဲဝေးနေရမှန်တယ်ဒါမဲ့သူကအခုတစ်ခေါက်မှာရှုံးပွဲကြုံတွေ့ရတာကပွဲဝေးနေတာတခုတည်းမဟုတ်ဘူးသူက ဟိုကပူပဲเนาะဒီဗီဒီယိုเนาะ TikTok အစော့ပူပဲဒါပဲစိတ်ဝင်စားနေရဖြစ်တယ်အခုဟို feathers တင်တစ်ခုလုံးကဘလိုဖြစ်နေလဲဆိုတော့ကျော်စာဝင်းနဲ့ပတ်ဆိုင်ရှာနေကြတာဗျာဟိုကျော်စာဝင်းတက်ပုံပါရင်ဗီဒီယိုပါရင်ဒီကျွန်တော် Facebook မှာကြားတော့ဗျာကျော်စာဝင်းနဲ့ဗီဒီယိုရိုက်လို့ရှိရင်မီလီယံချီပေါက်တယ်ဗျာเนาะဒါတက်ပုံနေဆိုရင်လည်းပဲဒါကျွန်တော် like သိန်းချီတန်းချီကိုရတာဗျာဆိုရင်နေထားကသူတို့ကကျော်စာဝင်းနဲ့ဟိုတစ်ချိန်လုံးဗီဒီယိုရိုက်နေရကျော်စာဝင်းကိုကြည့်အခုလက်ချီလေ့ကျင့်ချိန်တဲ့ သူတို့နဲ့ပြီးတော့ရိုက်ပေးနေရတာကပုံများနေ Stanford တို့ရှုံးတာဆိုတာအဲ့ဒါပဲသိရမလားဟိုမှာဂျပန်ဟိုပွဲထုတ်ဖို့ရောက်နေရတော့ကျော်ဆောင်ဝင်းကိုအကသင်ပေးခြင်းပြီးတော့နည်းနည်းတိုင်းကျော်ဆောင်ဝင်းနဲ့ပတ်သက်တဲ့ဟာပဲသင်ပြီးတော့ online ပေါ်ကနေ Facebook ပေါ်ကနေပတ်စံရှာနေဒါပဲစိတ်ဝင်စားနေရဗျာဆိုတော့ဘယ်လိုနိုင်ပါလဲအခုကျော်ဆောင်ဝင်းလည်းဒါသူ့ရဲ့ဟိုအချိန်တဝက်ကဒီသူတို့နဲ့ဓာတ်ပုံရိုက်တာတို့ဗီဒီယိုရိုက်ပေးရတာတို့เนาะအဲ့ဒါတွေနဲ့ပဲချိန်ကုန်တော့လေ့ကျင့်မှုကအကျိုးမဖြစ်တော့ဘူး ဒါကြောင့်ပြည်သက်တချို့ကပြောနေပြီဒေါ်စာဝင်းကြီးအမင်းနေနဲ့ feathers ဂျင်မှာတော့ဟိုကစားရမှန်ပါလေကွာနေရာကောင်းရောက်တာမှန်ပါလေကွာဒါမဲ့သူတို့တွေနဲ့မင်းအရင်ရောနေတာကနော်သူတို့တွေကမင်းကိုအသုံးချနေတာ Facebook ပေါ်မှာပစ်ဆိုင်ရှာဖို့အတွက်မင်းကိုအသုံးချနေတာမင်းရဲ့လေ့ကျင့်ရမယ့်ချိန်တွေလေ့ဟင်းကုန်ပြီမင်းဒီတိုင်းဆိုရင်မင်းဘွားသွားလိမ့်မယ်နော်သတိပေးနေကြပြီ Star Feathers သူ့ကိုကြည့်ကျော်စွာဝင်းရောက်ပြီးကလေးကနေကျော်စွာဝင်းနဲ့ကိုနေတဲ့တပ်ပုံရိုက်ပြီးတော့ရိုက်ပြီးတော့ပစ်ဆိုင်ရှာနေရလုံးဝလုံးနေဗျာ ဒါကြောင့်မလို့သူရှုံးတာပြက်ပြက်ကိုပြောရဲတယ်သိမလားနော်ပွဲဝေးနေတာတက္ကနာထားနော်ဆိုတော့အနေထားတွေကဒီလိုအကုန်လုံးကဒီဟာဝင်မြင်လာကြတဲ့ခါကျတော့ပြောကုန်ကြပြီဆိုတော့ကြော်စာဝင်းနေနဲ့အနာကမှာထွန်းတော့ခြင်းနေဆိုရင်နော်ဒါကြောင့်တို့အချိန်ပေးခြင်းတာတော့ခုလိုမျိုးပြောပါ့ကိုရှော်ပါသူတို့အသုံးချနေတာမင်းတတိရင်နဲ့ဆက်လက်ပြီးတော့နော်ဟိုသူတို့ရိုက်တာကိုအများကြီးမခံနဲ့လေ့ကျင့်မှုတွေကိုပဲအယုံဆိုင်ဖို့အတွက်ဒီကနေ့ပဲဒါအချိန်ပေးပြစီဗျာ